ဒီတစ်ခါမှာတော့ January 20ရက်နေ့ February 18ရက်အတွင်းမွေတဲ့ Aquarius သမားလေးတွေအတွဲဖြစ်ပါတယ်ဆိုတော့ Aquarius သမားလေးတွေဒီ um masculine energy များကြတယ်ပြီးတော့သူတို့ရဲ့ um ဟိုဒီ fish sign ဖြစ်တဲ့ no fish sign ဖြစ်တဲ့ခေါင်းလေးတွေမှာကြတယ်သူတို့ရဲ့ strong သူများသူတို့မကြိုက်တဲ့အရာပေါ်မှာသူတို့ဟိုဟာပေါ့နော်ဒီ defensive လုပ်နိုင်တဲ့ capacity ရှိကြတယ် နောက်တစ်ခုကတော့ air sign ဖြစ်တယ်ပေါ့နော်ဆိုတော့ aquarius သမားလေးတွေကညံကောင်းကြတယ်သူတို့ရဲ့ရုပ်ရည်သူတို့ရဲ့စကားပြောဆိုသူတို့ရဲ့ physical feature တွေကသူများနဲ့မတူညီတဲ့ unique ဖြစ်တာလို့တွေ့ရတတ်တယ်နောက်တစ်ခုကတော့သူတို့တွေကလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါကိုယ့်ရဲ့ handbag အနေနဲ့သွားလာလှုပ်ရှားရတာမျိုးလေးစိုက်နေတတ်ကြသူလေးလေးဖြစ်ကြတယ် ဲ့တော့တပြိုင်တည်းမှာ Aquarius တမလေးတွေကတီတီတန်းတန်းတီတီချာချာနေရတာမျိုးလေးတွေလည်းကြိုက်တယ်ခါလီကြိုက်ရင် Aquarius တမလေးတွေကသူများနဲ့မတူညီတဲ့ထူးခြားတဲ့ figure လေးတွေ feature လေးတွေရှိတတ်တယ်ခုနပြောတဲ့အတန်အားတော့၎င်းရုပ်အားတော့၎င်းဒီခန္ဓာကိုယ်ရဲ့တိဆောက်ဟိုဒီပါရှိတဲ့ပေါ့နော်ပါရှိတဲ့အစိတ်ပိုင်းတော့၎င်းကသူများနဲ့မတူညီရဲ့ထူးခြားမှုလေးဖြစ်တယ်ဒါမှမဟုတ်ဘူးဆိုရင်သူများနဲ့မတူညီတဲ့ idea တွေရှိတယ် ထူးထူးခြားခြား idea တွေရှိတယ်။သူများမတွေးတဲ့ shutdown ဘက်ကနေတွေးတွေးတတ်တာမျိုးဒါမှမဟုတ်ရင်အဲခဏပြောရဲသူတို့တွေကဒီခီးရစီကြောင်းပေါ့နော်ဆိုသူများတွေကဒီ trend တစ်ခုကိုလိုက်နေပြီဆိုသူတို့ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများနဲ့မတူညီတဲ့တီချာ trend တစ်ခုကိုလိုက်တတ်တာမျိုးကြိုက်နေတတ်တာမျိုးလေးတွေမျိုးက Aquarius သမားလေးတွေဖြစ်တယ်။အဲ့တော့ Aquarius သမားလေးရာဒီပိုင်းနဲ့အဲထဲမှာနိပညာရဲ့ပိုင်းဆိုင်ရာတို့ နဲ့ပတ်သက်တဲ့ technology တို့နဲ့ပတ်သက်တဲ့အရာတွေမှာဆိုလဲသူတို့တွေကအရန်ကိုစိတ်ဝင်စားကြတယ်အဲ့ဒီအပေါ်အဲ့ဒီအရာတွေကိုလိလလိုက်စားရတာကိုလေသူတို့ကကြိုက်နေတတ်ကြတယ်နောက်တစ်ခုကတော့တပြိုင်တည်းထဲမှာပဲသူ့ရဲ့ဂျူက Uranus ဂျူလမ်းမိုးတာဖြစ်တဲ့အတွက်သူတို့က revelation လုပ်ရတာကို revelation လုပ်ရတဲ့ပုံစံမျိုးတွေရှိတယ်ဥပမာသူတို့မကြိုက်တဲ့အရာတွေအပေါ်မှာသူတို့တွေကအာရေရုံဝင်စတောင်း ပေါ့နော်ပြပြတသားပြောရတာမျိုးတွေအဲနောက်တစ်ခုကကျတော့ဥမာသူများတွေကလာပြောတဲ့ opinion ပေါ့နော်သူများတွေကဒီ shoot out နေတယ်မကြိုက်ဘူးဆိုရင်သူတို့ကအဲ့ဒီအပေါ်မှာမကြိုက်အကြောင်းကိုပြောနိုင်တယ်အဲ့လိုမျိုးပေါ့နော် strongly strong argument point မှာနေနိုင်တဲ့သူဟိုနေတတ်တဲ့သူလေးတွေလည်းဖြစ်ကြတယ်။နောက်တစ်ခါကျတော့သူတို့ရဲ့ဘဝမှာအပြောင်းလဲတွေလောက်ရတာမျိုးဖြစ်ရှိတယ်။ပြီးတော့ရင်နောက်တစ်ခါကျတော့သူတို့တွေအဖွဲနဲ့အုပ်စုနဲ့အလုပ်လုပ်ရတာကိုကြိုက်တယ်။တယောက်တစ်ထက်အလုပ်လုပ်ရတာထက်သူတို့တွေက အဲတင်းဖွဲ့ဖွဲ့စည်းနဲ့လှုပ်လို့ရပါတော့ guru နဲ့လှုပ်ရတဲ့အပေါ်မှာသူတို့ရအရင်ကိုစိတ်အားထက်တန်ကြတယ်။ဒါပေမဲ့အထက်မှာ Aquarius တမားလေးတွေက humanitarian လို့ပြောတဲ့ pride နဲ့ပတ်သက်တဲ့လုပ်ငန်းနေနော်နောက်တစ်ခုကကျတော့ဒီလို humanitarian aid နေနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေမှာဆိုရင်သူတို့တွေကစိတ်အားထက်တန်စွာနဲ့အလုပ်တွေလုပ်ကြရတယ်။အဲ့တော့အလားတူအနေနဲ့ပြောမယ်ဆိုရင်ကတော့ဒီ humanitarian aid မှာလုပ်နေတဲ့သူတော်တော်များများတွေဒီ Aquarius energy Aquarius sign အဲဇူရီအကွာရီယက်ယာတီကွင်းနေမဟုတ်ဘူးဆိုရင်တော့မှာရဲ့သူတို့ရဲ့ဘတ်ဂျက်အတွင်းမှာအကွာရီယက်ရဲ့ ဒီ stone placement ရှိတဲ့သူတွေလို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ humanitarian တို့ဟိုအာဒီ charity တို့လို့ဒီ bright dot လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှအရန်ကိုသူတို့တွေကအဲ့ဒီလိုမျိုးအလုပ်တွေမှာလောက်ရတာမှု့လျော်တဲ့သူတွေဖြစ်တယ်နောက်တစ်ခုကကျတော့ခဏပြောရဲဒီနှီးပညာရဲ့ဘိုင်းဆိုင်ရာပေါ့နော်နှီးပညာရဲ့ဘိုင်းဆိုင်ရာမှာ animation တို့ IT တို့နဲ့ပတ်သက်တာမျိုးတွေမှာဒီ technology နှီးပညာနဲ့ပတ်သက်တဲ့နေရာမျိုးမှာဆိုလေ aquarius တွေကအရန်စိတ်ဝင်စားကြတယ်နောက်တစ်ခုကခဏပြောဆိုသူတို့တွေဒီ humanitarian အလုပ်တွေကိုလုပ်ရတာစိတ်ဝင်စားတဲ့သူတွေဖြစ်တဲ့အတွက် team work နဲ့လုပ်ရတာမျိုးလည်းကြိုက်တယ်ပြီးတော့သူတို့က team work အကောင်းကိုလည်းအကောင်းကောင်းလုပ်နိုင်တယ်ပေါ့နော် team work နဲ့ဆိုလည်းအကောင်းကောင်းလုပ်နိုင်ကြတယ်ဆိုတော့ group oriented တွေဖြစ်တဲ့အဲ့ဒီအပေါ်မှာဆိုလည်းသူတို့တွေကသူတို့ရဲ့လုပ်မဲ့အလုပ်ပေါ်မှာဆိုလည်းသူတို့ကစိတ်အားထက်သန်စွာနဲ့လုပ်တတ်ကြတယ်ဆိုတော့ Uranus ဂျူရဲ့လွမ်းမိုးခြင်းခံရဖြစ်တဲ့တခါလေးကျမှသူတို့ရဲ့ life ပုံ life ပေါ့နော်သူတို့ရဲ့ life ရဲ့ life အာဒီဘဝမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်သူရ daily ဟိုမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့မျိုးမှာဆိုရင်ခလေးကြရင် disorder ပေါ့နော်အစီအစဉ်မကြလေးရင်ဖြတ်တန်းရတာမျိုးလေးရှိတယ်တယ်မိမိစီစဉ်ထားသလိုခါလေးအစီအစဉ်မကြတာမျိုးတွေဖြစ်သွားတတ်တယ်ဘာဖြစ်လို့ဆိုတော့ uranus ရဲ့ uranus ဂျူရလမ်းမိုးတာကိုခံရတဲ့ရာသီခွင်ဖြစ်လို့ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့အာသူတို့တွေကခဏပြောသလို um ူများနဲ့မတူညီတဲ့ရှူတောင်းကနေဟိုစဉ်းစားတုတ်ခေါ်နိုင်စွာနေလဲရှိတဲ့ဖြစ်တဲ့အတွက်တစ်ခါလေကြရင်ခလာပြောတဲ့အစုဖွဲ့နဲ့တော့အလုံးလုံးကြရဲဒါပေမဲ့ကို့အမြင်နဲ့အမြင်နဲ့အမြင်လေးတွေကထူးထူးပေါ့နော်ဟာ तू ကတမျိုးပဲတခုခုပဲ तू ကအာထူးခြားနေရမျိုးလူတွေခံစားရတယ်လူတွေရဲ့ဟိုမှာမြင်ရတတ်တယ်ပေါ့နော်ဆိုတော့တစ်ခါလေကြရင် သူတို့ရဲ့ပုံစံလေးတွေနဲ့သူတို့ပြုမှုလှုပ်ရှားတဲ့အရာလေးတွေကခါလေးကြရင်မထင်မှတ်ထားတာမျိုးလေးလှုပ်တတ်ကြရေပေါ့နော်။ဥပမာဆိုရင်အနေအေးတယ်အဲသူကတော့အစိမ့်ရှိဘူးလို့ထင်ရမယ်တကယ်တကယ်ကြရင်မဟုတ်ဘူးအနေအေးပေမဲ့သူတို့မှဇာရှိတယ်ဆိုတဲ့လူမျိုးလေးတွေပေါ့နော်။ဆိုတော့ Aquarius ကအဲ့လို energy မျိုးလေးအများကြရတယ်။နောက်တစ်ခုကကျတော့ Aquarius တမလေးတွေကံကောင်းစေတဲ့နေနံကကြတော့ဒီဗုဒ္ဓဟူးနေ့က Aquarius တမလေးတွေကံကောင်းစေပါတယ်။ ကံကောင်းတဲ့နေ့နံဖြစ်ပါတယ်ဆို lucky number အနေနဲ့ပြောမယ်ဆိုရင်ကတော့ number 1နဲ့ number 7က aquarius တမလေးတွေအတွက် lucky number လေးဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီပေါ့နော်ကိုယ့်ရဲ့ magical အာဒီ bus stone ပေါ့ကြောက်ကြောက်မြင့်ယရနာနဲ့ပြောတဲ့ခါကျရင်တော့ဒီခယန်းရောင်ရှိတဲ့ခယန်းဆွဲအဲကြောက်မြင့်ယရနာလေးတွေက aquarius သမားလေးအတွက် ကံကောင်းစီပါတယ် magical ဖြစ်စီပါတယ်အဲ့တော့မိမိတို့ဒီဒီ aquarius အမလေးတွေခရခရမ်းရပါတယ် stone လေးတွေကိုစောင်းတာပဲဖြစ်ဖြစ်ခရမ်းဆွဲရှိတဲ့အရာလေးတွေကိုเนาะဒီအိမ်ကိုရမိမိတို့ရဲ့ဟိုမှာပေါ့เนาะနာပြောတယ်မိမိတို့ရဲ့ရဒီလိုမျိုးကြောက်လေးတွေစောင်းတာပဲဖြစ်ဖြစ်လက်ဝတ်ရနာဆင်မြန်းတာပဲဖြစ်ဖြစ်တဲ့အဲ့လိုမျိုးလုပ်တဲ့အခါကျရင်မိမိတို့ရဲ့အချီးရင်းနဲ့ပတ်သက်တာပေါ့အချီးရင်းမြင့်တာရေးနဲ့ပတ်သက်ပြီးတော့မှ ကိုယ့်ရဲ့ယုံကြည်စိတ်ချမှုနဲ့စစ်မှန်မှုတွေကိုရှာဖွေတွေ့ရှိနိုင်တယ်။အဲနောက်တစ်ခုကကြတော့ကိုယ့်အတွက်ပေါ့နော်ပို့ပြီးတော့မှကောင်းစေတဲ့၊ကံကောင်းစေတဲ့၊လက်ပွင့်ကံပွင့်တာမျိုးတွေကို ဖြစ်ပေါ်စေတဲ့ဒီလိုကြောက်ကလေးဆောင်ခြင်းတအားဖြစ်ပေါ့နော်။ဆိုတော့ Aquarius တမားလေးအနေနဲ့ဒီအယောင်ကာလာလို့ပြောတဲ့ခါကျရင်ဒီ electric blue ပေါ့နော်။ဒီကအပြာရောင်ထဲမှာပဲဒါပေမဲ့ clear ဖြစ်တဲ့အပြာရောင်လေးပေါ့နော်။ကြည်ကြည်လေးပေါ့နော်။အပြာကြည်လေးတွေ၊ကြည်ပြာလေးတွေက Aquarius သမားလေးတွေအတွက်ကောင်းတဲ့အယောင်လေးတွေဖြစ်တယ်เนาะနောက်တစ်ခုကကြတော့ခဏပြောတဲ့ဒီ sky blue လို့မျိုးပေါ့เนาะ sky blue ကြီးကြီးအပြာလေးတွေဝတ်စင်လဲသူတို့အတွက်ကောင်းစေတယ်နိုင်ငံတွေနဲ့ပြောမယ်ဆိုရင်ကတော့ရုရှားတို့ Sweden တို့ Ethiopia တို့က Aquarius သမားလေးတွေအတွက်အဲဒီဟိုပါဘောနော်ကံကောင်းစီတဲ့နိုင်ငံလေးဖြစ်ပါတယ်ဆိုတော့အပြင်နဲ့ပြောမယ်ဆိုတော့ Orchid အာတစ်ခွာပန်းလေးတွေမိမိတို့ရဲ့အိမ်မှာတစ်ခွာလေးစိုက်တာမျိုးပေါ့နော်သူကတစ်ခွာလေးစိုက်ပေးတာမျိုးလေးတွေအခွာရဲစမားလေးတွေအတွက်အဆင်ပြေပါတယ်နောက်တစ်ခုအပင်လို့ပြောရင်အတီးတီးတဲ့အပင်မြည်သည့်အပင်မှန်သမျှသူတို့နဲ့ဟိုဟာဖြစ်ပါ යි ပေါ့နော်အာ Aquarius လေးနဲ့အဆင်ပြေတယ်အဲ့တော့မိမိတို့အိမ်မှာအတီးတီးမဲ့အပင်တွေစိုက်ပျိုးထားလို့ရတယ်မိမိတို့ချမ်းမာပဲဖြစ်ဖြစ်ပေါ့နော်တစ်ခါလေးကြာရင်တချို့တိုက်ခန်းနေမှာဆိုရင်အပင်လေးတွေကအပင်စိုက်ဖို့အတီးတဲ့တီးတဲ့အပင်စိုက်ဖို့မလွယ်ဘူးဆိုလေအပူမျိုးလေးတွေရှိတယ်ပေါ့နော်ဥမာလိမ္မော်အတီးတို့ အဲနောက်တစ်ခုကကျတော့ဒီကိုယ်သီးပင်လေးတို့စသဖြင့်အဲ့လိုမျိုးပင်လေးတွေကိုလည်းမိမိတို့ရဲ့တိုက်ခန်းနေရာမှာတိုက်ခန်းနေနေတဲ့သူတွေဆိုရင်အဲ့လိုမျိုးလေးလည်းစိုက်လို့ရပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီမိမိတို့ animal ပေါ့နော်ဆိုတော့ဒီတလိษံလေးလို့ပြောတဲ့ခါကျရင်ဒီအာဓာတ်အငက်မျိုးစိတ်ထဲမှာမအကြီးတဲ့ငက်မျိုးစိတ်တွေပေါ့နော်ဥမာဓာတ်လိုမျိုးပြီးတော့တစ်တောင်ငက်တလူမျိုးအဲ့လိုမျိုး ငှက်မျိုးစိတ်ထဲမှာမှာជីတွေငှက်ជីကြီးတွေကမိမိတို့ရဲ့ဒီ spirit animal လေးတွေလို့ပြောလို့ရပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီ Aquarius တမိုင်းအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှတတိထားမယ့်အရာလေးတွေကခြေကခြေချင်းဝက်လက်ကဝက်လက်ကဝက်ပေါ့နော်ဒီ angle နဲ့ပတ်သက်တာတကဝက်ခြေချင်းဝက်တွေပြီးတော့ဒီခြေသလုံးရဲ့အရှိ new the g ခြေသလုံးကြွက်သားတွေနဲ့နောက်တစ်ခုကကြောအသွေးလည်ပတ်မှုစီစဉ်နဲ့ပေါ့နော် system သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကိုယူဆိုင်ဖို့လိုအပ်ပါတယ် ်ဆိုတော့သူ့နဲ့ပတ်သက်တဲ့သူ့လေပတ်မှုပေါ့နော်ဒီ system တစ်ခုလုံးကို use ဖို့လို့ definitely ပဲခြေတလုံးကြွက်သားလို့ပြောရင်ကြွက်တက်တာမျိုးတွေအခြေလုံးကြွက်သားနာတာမျိုးတွေခြေချင်းနဲ့ပတ်သက်ပြီးတော့မှအာဟိုဟာဖြစ်တတ်တယ်ပေါ့အဲ့တော့အများစုတွေဘာတတိထားမလဲလို့ပြောတဲ့ခါကျရင် အပေါ်ဝိတ်အဝိတ်မညီတာမျိုးကိုယ့်ရဲ့ခြေစလုံး၆လေးကသေးတယ်ဆိုရင်ဝိတ်အရန်အကြီးအကြီးပေါ့နော်ဒီဝိတ်မတက်စေနဲ့ပေါ့အဲ့ဒါဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ဒီကိုယ့်ရဲ့ခြေထောက်ကမခံနိုင်မဲနဲ့အဲ့ဒီပြဿနာဖြစ်တာမျိုးပြီးတော့သွေးလက်ပတ်မှုအားမကောင်းတော့ဒါကြောင့်မို့သွေးလက်ပတ်မှုအားကောင်းအောင်အားကစားတစ်ခု လုပ်တာမျိုးပေါ့နော်ကျတော့အဲယောဂကျင့်တာမျိုးနောက်တစ်ခုကကျတော့လမ်းလျှောက်တာမျိုးစပိန်စီတာမျိုးလေးလေတာမျိုးလေးလုပ်လုပ်ပေးသင့်ပါတယ် ဆိုတော့ဒါကြောင့်မို့ Aquarius သမားလေးတွေကခဏပြောတယ်သူများနဲ့မတူညီတဲ့ထူးခြားတဲ့ unique ဖြစ်မှုတစ်ခုကိုပိုင်ဆိုင်ထားတဲ့ဖြစ်တဲ့အတွက်မနာလိုဝင်တူသူတွေရဲ့မနာလိုခြင်းဝင်တူခြင်းကိုခံရတတ်တယ်ကိုဗေးနာမှာချူရန်လေးဝိုင်းနေတတ်တယ်ပေါ့နော် Aquarius သမားလေးအနေနဲ့ဒါလေးတွေကတော့သတိထားဖို့လိုအပ်ပါတယ်အဲ့တော့မိမိတို့ရဲ့တချို့ပြောလိုက်တဲ့ပြောလေးလှုပ်လိုက်တဲ့အလုပ်ကလေးတွေကသူများနဲ့မတူညီတဲ့ရှူတော့ကနေတွေးတော့ဆင်ကျင် ရှင်ကျင်မြင်တတ်တဲ့အကျင့်လေးတွေက သူများအတွက်ကိုကိုအနာလိုမှုလေးဖြစ်စေတယ်။ဒါကြောင့်မိမိတို့ဘေးနားမှာရှိတဲ့ရန်သူလေးတွေကိုလည်းသတိထားဖို့လိုအပ်ပါရဲ့ရှင်။